ခုတင်းတန်းတက်ရင်လည်းရေးသွားလိုက်တာအဲ့ဒီဥစ္စာတွေ main point တွေထိန်းထိန်းထိန်းနဲ့ရေးသွားလိုက်တာအခုဝိထုကအာတဝက်လောက်ဖြစ်သွားပြီပေါ့ဟိုအလေးဆရာကြီးကိုရင်တော့ပြောသလိုပဲပေါ့နော်ကျွန်တော်ကရင်တော့ဟိုတုတ္တစာရေးတဲ့စာရေးသူပေါ့အဲ့ဒါဟိုရင်เนี่ยဝိတုရေနဲ့ပတ်သက်ဝါသနာပါတာပေါ့နော်ဒါပေမဲ့ ဘလို့ရေးရမှန်းမသိဘူးဘယ်နဲ့အဲ့လိုလမ်းပြောင်းနေတဲ့အချိန်မှာဒီဆရာကြီးတင်တန်းတွေစပြီးတက်ဖြစ်တယ်ပေါ့အာမမေကတင်တန်းစတက်တဲ့အချိန်မှာအဲ့ဒီဆရာတစ်ပတ်မှာစရေးနေဝိတ္ထုလေးတစ်ခုရှိတာပေါ့နော်အဲ့ဝိတ္ထုနာမည်ကဟုတ်အချစ်တီတာတဲ့ဆိုရဝိတ္ထုလေးပေါ့အခုတင်တန်းတက်ရင်လည်းရေးသွားလိုက်တာအဲ့ဒီဥစ္စာတွေ main point နေထိန်ထိန်ထိန်နေရေးွားလိုက်တာအခုဝိထုကအာတဝက်လောက်ဖြစ်သွားပြီပေါ့နော်ဘယ်လိုဆိုတော့အခုတော့အာဝိထုနဲ့ပတ်သက်ပြီးတော့ဘယ်လိုသွားရမလဲဘယ်လိုဟာဖြစ်ရမလဲဆိုတဲ့ဟာလေးအာဆရာ ကြီးတင်ပေးခဲ့ဟာတွေပေါ့နော်အတုံးချရင်လည်းဝိတ္ထုတွေကပြီးတော့မယ်ပေါ့အားလေးကျေးဇူးတင်ပါတယ်လို့ပြောတာပါဟုတ်အဲဘန်ကောက်ရောက်ပြီးတော့စာအုပ်နဲ့ကြတော့လူကအဆက်အသွယ်ပြတ်သွားတယ်ဒီအင်တာနက်ကလောက်ပဲဖတ်ဖြစ်တော့ပေါ့အာနောက်ပြီးတော့ဒီလွန်ခဲ့တဲ့2021လောက်မှာစာလေးပါလေးနည်းနည်းရေးကြည့်တယ်ဝိတ္ထုအတူလေးပါလေးဒါပေမဲ့ရေးတာကတော့ဝိတ္ထုနဲ့တော့သိပ်မတူဟိုစကပြေလို့ဖြစ်နေတာပေါ့အဲ စကားပြောလို့ဖြစ်ဖြစ်နေတယ်နားဝါသနာပါလို့ရေးတယ်ပဲဆိုတော့လေဟုတ်อืมဥတီကြတော့မရှိဘူးဗျဒီ feeling အနောက်ကိုပဲလိုက်သွားတယ်ဗော feeling သွားတဲ့အနောက်ကိုလိုက်ပြီးတော့ရေးသွားတယ်ဆိုတော့ဥတီချက်တွေဟို tempo တွေပါတယ်လည်းမရှိပါဘူးအခုဆိုင်နဲ့တွေ့တော့မှာဗျဩဇက်လန်ကဒီလိုမျိုးစရမယ်အအဇက်အိမ်ကဘယ်လိုတည်ရမလဲပြီးတော့မှအဲ့ tempo ပမာမြင့်မလဲပြီးတော့ပမာဇက်သိမ်းမလဲဗောဟိုအကွက်အကွင်းမြင့်တော့ဗောပထမတော့ကကြတော့ဒီ feeling အရပဲဆိုတော့ဟို ိုဇက်လန်တွေကတောင်ရောက်လိုက်မြန်ရောက်လိုက်တွေဖြစ်နေတာပေါ့အဲ့ဒီတကူတော့အဲကျေးဇူးတင်တာပေါ့ကျွန်တော်